ရဲရင်နဲ့စင်ပြူမလေးစင်စင်ဟိုးရှိရှိရောကတစ်တော်ကြီးတစ်ခုမှာစင်စင်လို့ခေါ်တဲ့စင်ပြူမလေးနေတိုင်းပါလေစင်စင်ဟာခန္ဓာကိုယ်ကြီးမားပြီမဲ့စိတ်နှလုံးသားကတော့တိတ်ကိုနူးညံ့ပါလေသူဟာအရာအားလုံးကိုကြောက်ရွံ့တတ်ပြီးတယောက်တည်းအထီးကျန်စွာနေရပါလေ တနေ့တော့စင်းစင်းဟာသူ့အိမ်ဘေးနားကနေစမ်းကြောင်းလေးစီရေးတောက်ဖို့သွားတဲ့အခါငါကလေးတကောင်ကိုနေတန်ကိုကြားလိုက်ရတယ်ကွယ်အနားကိုတွားကြည့်လိုက်တော့ငါကလေးဟာအမေးပြောက်နေပြီးလေမုန်တိုင်းကြောင့်တစ်ပင်မော်တိုက်ကနေကြနေတာကိုတွေ့လိုက်ရတယ်ကွယ်ငါကလေးဟာတစ်တော့ရဲ့အလဲပိုင်းကငါကလေးဖြစ်နိုင်တယ်လို့စင်စင်ကတွေးမိတယ်ကွယ် ခင်စင်ရဲ့စိတ်ထဲမှာကီတောရဲ့အလေပိုင်းကိုသွားဖို့ကြောက်ရွံ့နေခဲ့တာပေါ့ကွယ်။ဘာကြောင့်လဲဆိုတော့တစ်တောရဲ့အလေပိုင်းဆိုတာကြောက်ရွံ့မှုတွေနဲ့ပြည့်နေတဲ့နေရာလို့သူအတွေ့အထိမှာမှတ်ထားလို့ပါပဲ။ဒါပေမဲ့နှစ်ကလေးရဲ့ငိုတန်ကိုကြားတော့သူ့ရင်ထဲမှာတတိရှိရှိနဲ့ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ စင်းစင်းဟာငှက်ကလေးကိုသူ့နံမောင်းနုနုလေးနဲ့ချီပြီးအနီးကတစ်ပင်တစ်ပင်ပေါ်မှာရှိတဲ့အတိုက်စီခေါ်သွားကိုစ조사ပါတယ်တို့ပဲမဲ့ရုတ်တရက်ပဲမိုးကြီးစွာရွာသွန်းလာပြီးဘေးပြင်းတွေတိုက်ခတ်လာပါတယ်။တစ်တော်တွေကတရိတ်ဆန်တွေအားလုံးဟာသူ့အိမ်နေစီပြေးပုန်းကြတယ်။စင်းစင်းဟာကြောက်လန့်နေပေမဲ့ငှက်ကလေးကိုလုံချုံစွာပြန်ပို့ဖို့ဆက်လက်စူးစမ်းနေခဲ့တယ်။ နောက်ဆုံးမှာတော့ဇင်းစင်ဟာငကလေးကိုသူ့အတိုက်စီပြန်ပို့ပေးနိုင်ခဲ့တယ်။ငကလေးရဲ့အမေဟာတားငယ်ကိုပြန်တွေ့ရတော့အယံမင်းပျော်ရှင်သွားတာပေါ့ကွယ်။ငကလေးရဲ့အမေနှမကြီးဟာဇင်းစင်ကိုကျေးဇူးတင်ကြောင်းတွေတဖွားဖွားပြောနေခဲ့တာပေါ့ကွယ်။ ဒီဖြစ်ရကြောင်းစဉ်စဉ်ဟာရဲရင်ချင်းဆိုတာကြောက်ရွံ့မှုမရှိခြင်းမဟုတ်ဘဲကြောက်ရွံ့နေရင်တောင်မှ မှန်ကန်တဲ့အရာကိုလုံဆောင်နိုင်ခြင်းပဲဆိုတာကို နားလည်သွားပါတော့တယ်။စဉ်စဉ်ရဲ့ရဲရင်မှုအကြောင်းတစ်တော့တစ်ခုလုံးတည်သွားတဲ့အခါဒိဋ္ဌံလေးတွေဟာစဉ်စဉ်ကိုလာရောက်ချီးကျူးကြတယ်။စဉ်စဉ်ဟာ အခုဆိုရင်မိတ်ဆွေတွေအများကြီးရှိနေပြီးတင်တော်ထဲမှာပျော်ရွှင်စွာနေထိုင်နေပါပြီ။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ကလေးတို့ရေဇင်းဇင်းလိုပဲငါတို့အားလုံးမှာကြောက်ရွံ့စရာတွေအများကြီးရှိနေရပါတယ်။ဒို့ပေမဲ့မှန်ကန်တဲ့အရာကိုလုပ်ဖို့ရွေးချယ်ရဖို့ကတော့အရေးကြီးပါတယ်။ကျေးရင်ချင်းဟာသူရဲ့ကောင်းဖြစ်ခြင်းမဟုတ်ဘဲကိုကြောက်ရွံ့မှုကိုကြော်လွှားနိုင်ခြင်းပါပဲ။